်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဦးဆုံးမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်မှုကိုနှိမ်နင်းဖို့အမေရိကန်အထူးတပ်ဖွဲ့ဖွဲ့သည့်သတင်းကိုတင်ဆက်ပေးသွားပါမယ်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားသည့်မြန်မာနိုင်ငံအတွင်းအခြေပြုစိုက်ဘာလိမ်လည်မှု လုပ်ငန်းများနှိမ်နင်းရန်အထူးတပ်ဖွဲ့ဖြစ်သော Scan Center Strip 4ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနက နိုဝင်ဘာ12ရက်ရက်စွဲတွင်ထုတ်ပြန်လိုက်ပါတယ်။ဆိုပါအထူးတပ်ဖွဲ့တွင် အမေရိကန်ရှစ်နေယုံတရားရေးဌာန၏ရာဇဝမှုဌာနကွဲဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဘျူရိုနှင့် အမေရိကန်လူဝတ်အေဂျင်စီတို့လည်းပါဝင်ပါတယ်။ရင်းလိမ်လည်မှုစင်တာများသည့်အမေရိကန်နိုင်ငံသားများအပေါ်ကြီးမားသောတက်ရောက်မှုကိုတရှိလာသဖြင့်ရင်းအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကမြန်မာ၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများကိုအဓိကထား၍အရှိတောင်အာရှရှိအစိုးရဆုံးလိမ်လည်မှုစင်တာများနှင့် ၎င်းတို့၏ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးခြင်းဖြိုခွင်းခြင်းနှင့်တရားစွဲဆိုခြင်းများကိုအဓိကလှုံ့ဆော်သွားမည်ဖြစ်ကြောင်းထို့ပြင် Second Senator Street for the American Banner ရေးဝင်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံနိုင်ငံခြားရေးဌာနနှင့်အခြားအေဂျင်စီများနှင့်ပူးပေါင်း၍အစိုးရအတွက်ရရှိနိုင်သောနီလာအလုံးကိုအသုံးပြု၍လိန်လယ်မှုစင်တာများကိုပိတ်ဆို့ခြင်းတင်စီခြင်းနှင့်လူပုဂ္ဂိုလ်များကိုရာဇဝတ်မှုဖြင့်တရားစွဲဆိုခြင်း လိန်လေသူများအတုံးမပြုတ်နိုင်ရဲ့အမေရိကန်အခြေခံအဆောက်အအုံများကိုလုံခြုံအောင်ပြုလုပ်ခြင်းတို့ကိုလည်းလှုံ့ဆော်သွားမည်ဟုဆိုထားပါတယ်။ဆက်လက်၍အများပြည်သူအားပညာပေးခြင်းနှင့်အလိန်ခံရသူများကိုတချို့သောရောကြီးငွေများပြန်လည်ပေးခြင်းဖြင့်ပံ့ပိုးပေးခြင်းနှင့်ကာကွယ်ခြင်းတို့ကိုလှုံ့ဆော်ရန်စီစဉ်ထားပါတယ်။မြန်မာနိုင်ငံရှိရာဇဝတ်ကွန်ရက်များ၏စုစုပေါင်းလေပတ်ငွေသည်အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီရှိနေကာလွန်ခဲ့သော၅နှစ်အတွင်း အမေရိကန်နိုင်ငံသားများထံမှဘီလီယံနှင့်ချီသောငွေများကိုခိုးယူခဲ့သည်ဟုလည်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးကျန်းဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရအသစ်ဖွဲ့စည်းလျင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေးပေါ်လစီကိုသာဆက်လက်ကျင့်သုံးသွားမည်ဟုခင်ယီပြောဆိုတည်တဲ့တွင် NND ပါတီနှင့်ပတ်သက်၍သဘောထားတင်းမာသည့်သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ချက်ဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရအသစ်ဖွဲ့စည်းလျင်လက်ရှိစစ်တပ်ကအချမှတ်ထားသောနိုင်ငံရေးလမ်းစဉ် policy အတိုင်းသာဆက်သွယ်မည်ဖြစ်ကြောင်းချက်ဖို့ပါတီဥက္ကရာခင်ကြီးကပြောဆိုလာကြောင်းကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်နိုဝင်ဘာလ17ရက်နေ့နေပြည်တော်ရှိကြံ့ဖို့ပါတီဌာနချုပ်တွင်ပြုလုပ်သောအောင်နိုင်ရေးအခမ်းအနားတွင်လွတ်တော်ကိုယ်စားလှယ်လောင်းတချို့ကိုခင်ယီကလက်ရှိကြံ့ခိုင်ရေးပါတီကတွားမိမူဝါဒ ရွေးကောက်ပွဲကြီးညာဆက်တမ်းများနှင့်ပတ်သက်၍ပြန်လည်ရှင်းလင်းအတိအပေးရတွင်ထိုကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်မြန်မာနိုင်ငံ၏ဒီမိုကရေစီသည်စီကံပြေဝသောဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြေဝသောဒီမိုကရေစီစနစ်ကိုစောင့်ကြည့်သူအဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကျန်းဖို့ပါတီတွင်စစ်တပ်အပါအဝင် ခိုင်မာသောအဖွဲ့အစည်းများ၏ထောက်ခံမှုရရှိထားကြောင်းတိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံကောင်းများရှိပြီးနိုင်ငံတိုးတက်အောင်လှုပ်ဆောင်ခဲ့သည့်အုပ်ချုပ်မှုစွမ်းရည်ကောင်းများရှိနေကြောင်း လက်ရှိအကြံဖို့ပါတီအနေဖြင့်စစ်တပ်ကချမှတ်ထားသောမူဝါဒနှင့်လမ်းစဉ်များအတိုင်းသာဆက်လက်ချီတက်သွားမည်ဖြစ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအုပ်ချုပ်သွားမည်ဟုခင်ယီကပြောဆိုခဲ့ကြောင်းသိရပါသည်။တမရိုကမြန်မာနိုင်ငံရဲ့ Radio of Democracy အဖြစ်ဆက်ရှိနေမည်။လက်ရှိတမရိုကချမှတ်ထားတဲ့လမ်းစဉ်တွေအလုံးအတိုင်းပဲဆက်သွားမယ်။မဲဆွယ်တဲ့နေရာမှာချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်တွေအတိုင်းမဲဆွယ်ဖို့မှာရဲ့ အစိုးရဖြစ်လာရင်လည်းလက်ရှိလမ်းစဉ်တွေအတိုင်းပဲထပ်မံဆောင်ရွက်မယ်ပါတီမှာအတွေ့အကြုံကောင်းတွေရှိတယ်ခိုင်မာတဲ့အဖွဲ့အစည်းတွေရဲ့ထောက်ခံမှုတွေရှိနေတယ်ပြည်ခိုင်ဖြိုးကပဲအနိုင်ရရမယ်လို့မှားတယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်နိုင်ငံရေးလမ်းစဉ်များနဲ့ပတ်သက်၍ NLD ပါတီကိုကြန့်ဖို့ပါတီကရန်သူဖြစ်တာသဘောထားပြီးပါတီတွင်သဘောထားတင်းမှသူအုပ်စုများက NND ပါတီကိုအမြင့်ဖြည့်ရင်းနဲ့တကြော့ပြန်မလာနိုင်ရေးကိုသာဆက်လက်ကန့်ဆွဲထားကြောင်းသိရှိရပါတယ်။ NLD ပါတီကိုတော့နောက်တစ်ကြိမ်ပြန်ပြီးရှင်သန်ခွင့်မပြုတော့ဘူးဆိုတဲ့သဘောထားကလက်ရှိတက်မတော်ရောပါတီမာရောရှိနေပါတယ်ဟုတန့်ခန့်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ယင်းအပြင်ခင်ကြီးကလွတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့်မိမိလုံခြုံရေးကိုအထူးတတိထားကြပြီးပါတီရုံးများဤလုံခြုံရေးကိုလည်းအလေးထားကြရန်တတိပေးခဲ့ကြောင်းသိရှိရပါတယ်။စစ်တပ်ကဒီဇင်ဘာလ28ရက်နေ့ပြုလုပ်မိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ90ကျော်မှာ ကိုယ်စားလှယ်လောင်း9000တော့ပါဝင် ရှင်ပြိုင်ကြမည်ဖြစ်ပြီးကျန်းဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရှိရပါတယ်ကျန်းဖို့ပါတီကပြည်သူလွတ်တော်တွင် အမတ်လောင်း265ဦးအမျိုးသားလွတ်တော်တွင် အမတ်လောင်း156ဦးတိုင်းပြည်နယ်လွတ်တော်တွင် အမတ်လောင်း969ဦးတိုင်းရင်းသားလူမျိုးစုလွတ်တော်တွင်28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်ပြီးဖြစ်ပါတယ်။ စစ်တပ်ရေးအထူးအရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ရှင်ပြိုင်မိပါတီ6ပါတီနှင့် တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမြင့်နိုင်ငံရေးပါတီ50တခုနှင့်တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရှိရပါသည်စစ်တပ်ရေးအထူးအရောင်ရွေးကောက်ပွဲတွင်တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်း694ဦးတတ်တက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်း692ဦးရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း 984ဦးကိုကိုကြီးပြည်သူ့ပါတီက94လောင်း912ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက94လောင်း428ဦးတိုင်းပြည်နယ်များတွင် ရှင်ပြိုင်မိဒေသဆိုင်ရာ နိုင်ငံရေးပါတီ52ပါတီက94လောင်း960ဦးနဲ့တတိပုဂ္ဂလ94လောင်း95ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်မလူမခင်ဥပဒ်တို့စစ်ကြောင်းထိုးလာတော့ အင်အား100ကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား900ဦးတေဆုံးစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိသည့်တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင် စကိုင်းနိုင်ကံဘလူမြို့နယ်မှာခင်ဥဘတ်တို့စစ်ကြောင်းထိုးလာတော့အင်အား100ကျော်ပါတပ်မ33တပ်များကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းစုပွဲမှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား900ဦးသေဆုံးစစ်တုံးပန်း15ဦးနဲ့လက်နက်ခရဲများရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လှန်ရေးတရင်အင်းမြစ်ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုထားပါတယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကံဘလူမြို့နယ်ဝတ်တိုးကျေးရွာ စစ်တပ်အထိုင်စခန်းမှာခင်ဦးမျိုးနယ်ဘက်သို့အင်အား၁၀၂ဦးဖြင့်စစ်ကြောင်းထိုးလာသောတပ်မ၃၃လက်အောက်ခံခလာရ၁၁၁စစ်ကြောင်းကိုကံပလူမျိုးနယ်ရင်းတိုက်ရွာအနီးတွင်တော်လန်ရေးတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်မှစစ်ကြောင်းမှုအပါအဝင်90ဦးတေဆုံးကြောင်းစစ်တုံးပန်း15ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရှိရပါတယ်ရှင် လက်နက်ခရံတင်စီရရှိမှုအနေဖြင့် MA1 တလက် MA3 နှစ်လက် MA4 တလက် G3 ခုနှစ်လက် MA6 တလက် MAN တလက်ကာဗိုင်၅လက်ဆလီယာတလက်လေးလက်ဒရုန်းတစ်စင်းဂျပါအကြီးတစ်လုံးပါဝါစတေရှင်တစ်လုံးလက်ပ်တော့တစ်လုံး50မမဘုံတလုံးအီနာကာ၃လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင် တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားပါတယ်။တချို့တဝက်စစ်ခွေးတွေကတော့ဝတ်တိုးခွေးအထိုင်တဲ့ပြန်ရောက်သွားနိုင်ခဲ့ပါတယ်။နမခခကနေတက်လာတဲ့ Gyro Corporator 3စီးဟာခင်ဦးကံဘလူနယ်စပ်မှာနှစ်ကြိမ်လေကြောင်းတိုက်ခိုက်ပြီးပြန်ခောက်သွားပါတယ်။အထူးအခိုက်မရှိပါဘူးဟုတော်လန်ရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။အဆိုပါတိုက်ပွဲတွင်ကံဘလူခရိုင်ပကဖကာဘိုးတိုင်နယ်ပကဖကြောက်တိုင်ပကဖရေဦးမြို့နယ်လယုံပကဖခင်ဦးပကဖ PDF ပါလာဖာစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာဤကနအူးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လည်းကမ်ဘလူခရိုင်ရွှေဘိုခရိုင်များတွင်စစ်ကြောင်းထုတ်ပြီးအကြမ်းဖက်လုပ်ရများလှုပ်ဆောင်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကမ်ဘလူခရိုင်ပါကဖာအထူးလှုပ်ရှားတရင်ရေဦးမြို့နယ်ပါကဖာဒူဝင်အဖွဲ့ရွှေဘိုခရိုင် အမတ်သုံးတရင်ခင်ဦးအမတ်25တရင်ဒဇယ်နှင့်တော်လန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအထိနာပြီးစစ်တုံးပန်းနှင့်လက်နက်ခဲယမ်းများတင်းစီရရှိကြောင်းတရင်ထုတ်ပြန်ထားပါတယ်။